ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တည်အောင်လည်းမင်္ဂလာပါဆိုတော့အခုຫນွေရာသီအပြောင်းရွှေ့ market ကြီးကိုရောက်ဖို့ရပ်ပိုင်းမဲ့လူတော့တယ်အင်္ဂလိပ်ဘောလုံးရာသီပြီးပြီးဥရောပဘောလုံးရာသီတစ်ခုလုံးပြီးသွားပြီးကျွန်တော်ဂျန်တာက Conference League Final နဲ့ Champion League Final နှစ်ပွဲပဲဂျန်တယ်ချက်ချင်းက Real Betis နဲ့ Conference League Final ကိုခံရမှာဖြစ်ပြီးတော့အခုလက်ရှိမှာ Paris Saint-Germain နဲ့ Inter Milan အသင်းကတော့ Champion League Final ခံရမယ်ဆိုတော့ conference league final ကိုမေလ29ရက်နေ့ပိုလန်မှာကံမယ်ဒါ chelsea နဲ့ real betis တို့ရဲ့ပွဲဖြစ်ပြီးတော့ champion league final ကတော့မေ31ရက်နေ့မှာ Allianz Arena ဘိုင်းမြူနီရဲ့အိမ်ခွင်မှာကမ်းမယ်။ဆိုတော့ဒီလိုပွဲကြီးပွဲကောင်းနှစ်ပွဲပြီးတာနဲ့ဥရောပဘောလုံးကမ္ဘာပိတ်ပြီး transfer window officially တရားဝင်စပြီဆိုတော့ FIFA ရဲ့ club world cup ပြိုင်ပွဲရှိတဲ့အတွက်ကြောင့်လေဒီနေ့ transfer window ကဂျွန်၁ရက်နေ့မှာစပြီးတယ်၁၀ရက်နေ့အထိသူတို့လုပ်ပေးထားတယ်ဆိုတော့ဒီနေရာမှာကျွန်တော်ဘောလုံးပြည့်တက်ဒီအတွက်2024 25ပြီ25 26ရဲ့ရွေးရတီ market ကြီးမှာကျွန်တော်အစောတည်းကအပြောင်းအရွှေ့တချို့ပြီးထားတဲ့အထက်မှာ မတီးယက်စ်ကုညာအပြောင်းရွှေ့ကတော့ပြီးသွားပြီ။ရိုယာဒီမှာအခုကျွန်တော်ပြေးတတ်တဲ့အားလုံးစိတ်ဝင်စားတာက striker အတင်းတိုင်းကတိုက်စစ်မှုလိုတယ်တိုက်စစ်မှုလိုတယ်တိုက်စစ်မှုလိုတယ်နဲ့မတီးယက်စ်ကုညာကတော့ Man United ကိုရောက်သွားပြီးပေါင်60နှစ်တက်မှ5တန်းရောချေးစာချုပ်ပြင်အပိုစုချင်းဝင်5တန်း United ကဒီစားမောက်ကိုရောချေးစာချုပ်ဆိုရင်တခါလေးအပြက်ပေးရနိုင်တဲ့အချွတ်ကြောင်းသူတို့ဘက်ကအပြောင်းလဲအနေနဲ့အပူစုကြီးပေးပြီးတော့၃နှစ်အင်စတောမန့်ပေးဖို့သဘောတူတယ်ဆိုတော့ကုညာရဲ့အပြောင်းရွှေ့က ဒန်တီဖြစ်ပြီးမန်ယူနိုက်တက်က first player ရသွားပြီဆိုအဲ့ဒီနေရာမှာ striker လိုတဲ့အသင်းထဲမှာ United ကလည်း striker လိုချင်သေးတယ်ဒါဆိုအထောင်တိုက်စစ်မှုအတွက် Arsenal ကမဖြစ်မနေခေါ်ဖို့ပြင်ထားပြီးပြီး Chelsea ကလည်း Jackson တယောက်တည်းကြောင့် Ankuku ထွက်မှာဖြစ်ကြောင့်မဖြစ်မနေခေါ်မယ် Liverpool ကလည်းတိုက်စစ်မှု Jota တို့ Nunez တို့ထွက်ရင်တေချာဖို့ခေါ်မှာဖြစ်ပြီးတော့ Manchester City ကလွဲရှင်ဥရောပကလပ်တွေ ်ဘာစီလိုနာဆိုရင်လေဗန်ဒေါစကီအသက်ကြီးလာတဲ့အတွက်သူ့နေရာမှာအစားထိုးခြင်းနဲ့သူဒီရယ်မက်ဒရစ်ကတော့အမ်ဘပ်ပေကြောင့်ခေါ်ဖို့အစီအစဉ်မရှိတော့ပေမဲ့ပါရစ်စိန့်ဂျာမိန်တို့တခြားထိတ်တန်းထိတ်တန်းကလပ်တွေအားလုံးဆိုတော့အခု transfer market ထဲမှာတိုက်စစ်မှု available ဖြစ်တာဘယ်သူတွေရှိမလဲနံပါတ်1အနေနဲ့ကျွန်တော်တို့အခုလောလောဆယ်အနေထားရာဈေးကွက်ထဲမှာအမြဲတမ်းတောင်းလျှောက်ကြည့်ကိုနမိတ်ကြီးနေတဲ့သူက Victor Yokres ကြီး ်ဘန်ဂျမင်ဆက်စကိုရဲ့ပြီးတော့မှဗစ်တာအော်စီမန်ရဲ့ဒါကပြီးခဲ့တဲ့ဆောင်းရာဒီမာယောနွေရာဒီမာယောတခြားလုံးမှဒီစားမ၃ယောက်ကအတင်းပြောင်းမယ်ဆိုပြီးအတန်ထွက်ထားပြီးသားစပိုတင်းလစ်စပွန်နဲ့ဘန်ဖီကာနဲ့စပိုတီကီကပ်နောက်ဆုံးကပ်ပြီးတဲ့ချိန်မှာ Vita Yokres က52ပွဲမှာ54ကိုသွင်းတယ် Sporting အတွက်ပွဲ100မှာ68ကိုသွင်းပြီးတော့ဒီစားပါက Sporting ကထွက်ဖို့အတီးပြုတ်ပြီးသွားပြီးနောက်ဆုံးနှုတ်ဆက်တဲ့အင်ကြီးလေးတွေပါကင်ပြီးတဲ့အချိန်မှာ Yokres ကိုခေါ်နိုင်မဲ့အသင်းက Euro 65သန်းပဲကျတယ် Vita Jokeres က one of the hottest striker တယောက်ဖြစ်တယ်ကိုလော့ဆမှာအသက်က26နှစ် Swedish တိုက်စီမှုဖြစ်တယ်တကယ်တမ်းကျတော့ Sweden ရဲ့တိုက်စီအစုပွဲကိုကြည့်ရင် Alassana Isak ရဲ့ Vita Jokeres ရဲ့ပြီးတော့မှ ဒီဂျန်ကိုလော့စကော့စကီရဲ့အန်တနီအီလန်ကလည်းဆွီဒင်တိုက်စစ်ကကြောက်ဖို့တော့ကောင်းတယ်ဆိုတော့ဗီတာယိုကရက်စ်ကပရီးမီယာလိဂ်အာဆင်ကခေါ်နိုင်ဖို့ဖေဗရစ်ဖြစ်တယ်မန်ယူနိုက်တက်ကဒုတိယဖေဗရစ်ဖြစ်ပြီးတော့လီဗာပူးတို့ချယ်ဆီတို့ဘာစီလိုနာတို့ပါရီစ်အင်ဂျာမိန်တို့လိုအသင်းတွေကလည်းခေါ်ဖို့စိတ်ဝင်စားလဲရှိတယ်နောက်တစ်ယောက်ကတော့ဗီတာအော်ရှီမန်ပါတေဂျာပေါက်ထွက်မှာဖြစ်တယ်ထရန်စပါမားကတ်မှာသူ့ရဲ့လက်ရှိရောချီစာချုပ်ကယူရို85တန်းပါ နာပိုလီကနေဒါတစ်ဖက်ကဂလာဆာဆိုတဲ့အသင်းကိုတွားရောက်အခါကစားတယ်ပြီးခဲ့တဲ့ရာသီမှာ twin ကို30ချို40ထိ twin ခဲ့ပြီးတော့ခြေစွမ်းပြတဲ့ Victor Osimhen ကနာပိုလီကိုပြန်လာပြီး ဒါပေမဲ့နာပိုလီကသူ့ကိုရောချေးစာချုပ်တန်း80နဲ့85တန်းသတ်မှတ်ထားတယ်။ချက်ဆီစောပိုင်းလိုက်ခဲ့ပူတယ် United စိတ်ဝင်စားခဲ့တဲ့ Arsenal နဲ့တင်းထွက်ခဲ့တဲ့အသင်းတော်တော်များများလိုက်တယ် PSG တို့အသေးအတန်ကြိုးပမ်းခဲ့တယ်ဆိုတော့ပြောလို့မရဘူး။ Osimhen ရဲ့ market မှာစိတ်ဝင်စားစရာအများရှိတယ် maybe Saudi Arabia ကိုလည်းသွားကောင်းသွားနိုင်ပြီးတော့လက်ရှိမှာ Victor Osimhen က80 85လောက်နဲ့ရမယ်နောက်ထပ်တိုက်စင်မှု ခုနပြောတဲ့တဲ့ကဘန်ဂျမင်ဆက်စကိုအသက်အငယ်ဆုံးဖြစ်တဲ့အရက်ကလည်းတော်တော်လေးမြင့်နေအပေါ်ဘောအားကောင်းတဲ့ potential ရှိတဲ့လူငယ်တိုက်စစ်မှုတစ်ယောက်ဖြစ်တဲ့အာစနယ်ရဲ့နီးပါအထက်တာသဘောကျတယ်မန်ယူနိုက်တက်ချယ်ဆီလီဗာပူးအာစနယ်အပါအဝင်စပါတို့မန်စီးတီးယားတို့စိတ်ဝင်စားဘူးအသင်းတော်တော်များများကကြိုက်တဲ့ဆက်စကိုကိုဒါဆက်စကိုနဲ့ RB Leipzig ရဲ့ကြာ gentleman agreement ကတန်း80တိရှိတယ်ဒီတစ်ချက်ကနည်းနည်းလေးတော့ဘန်ဂျမင်ဆက်စကိုအတွက်အတားအဆီး ပန်းရှင်ဆိုတော့သူကနည်းနည်းများတယ်ရိုကရက်ဆောင်65တန်းအော်စီမန်တော်85မက်ရှိမန်ပါဘန်ဂျီမင်ဆိုက်စကိုကသူတို့လောက်ပိုတန်ရှင်မရောက်သေးဘူးသူတို့လောက်ဖိမဖြစ်သေးဘူးဒါပေမဲ့တောင်းထားတဲ့မောင်းက80 84ထိရှိမယ်ဒီကစားမကလည်းအသင်းအားလုံးကတောက်လျှောက်စောင့်ကြည့်ပြီးတော့လိုချင်တဲ့သူဖြစ်တဲ့ဘန်ဂျီမင်ဆက်စကိုပြီးတော့မှနောက်ဆုံးမှတောက်လျှောက်တည်င်းထွက်လာတာပေါ့လေဆိုတော့ယိုကရက်ကဆက်စကိုရဲ့ အော်ရှီမန်ပြီးတဲ့ချိန်မှာဂျူရှန်ဗလာဟိုဗစ်အသက်25နှစ်ရှိတယ်သူကဖီယိုတီနာကနေဂျူဗန်တက်စ်ကိုရောက်တဲ့ဆာဗီယာတိုက်စစ်မှုဖြစ်တဲ့ဒီသားမကကိုလိုမိုဝါနီရောက်လာတဲ့အချိန်အငားရောက်လာတဲ့အချိန်ကစပြီးအရန်ဖြစ်သွားတယ်သူကိုယ်တိုင်တတ်တမ်းမတိုးတော့ဘူးလို့ဆုံးဖြတ်ထားတဲ့သူရဲ့စာချုပ်ကတနစ်ပဲချန်တယ်။သူကလည်းကလပ်ကထွက်မယ်ဆိုပြီးဂျူဗန်တက်စ်ကလည်းအတီးပြူထားတဲ့အတွက်ဒူရှန်ဗလာဟိုဗစ်ကိုပြောင်းရွှေ့ချေတန်း40လောက်နဲ့ရနိုင်တယ်။မက်ဆီမမ်တန်း90ပဲ။ဘာလို့လဲဆိုတော့သူလည်းစာချုပ်တနစ်ပဲချန်တဲ့အတွက် ဗလာဟိုဗစ်ကိုလိုချင်တဲ့အသင်းတွေအတွက်ဥမာသူသူရဲ့ agent ဆိုရင်ကျွန်တော် Premier League ကိုပြောင်းချင်တယ်လို့ပြောပြီးတော့ Chelsea တို့ Arsenal တင်းတို့ကိုစိတ်ဝင်စားတယ်လို့ပြောထားတယ်ဆိုတော့40 45အတန်းလောက်ဆိုရင် Dusan Vlahovic ကိုလိုချင်တယ်ဒါပေမဲ့ကိုသွင်းဆွဲရင်ကျတော့သူ Serie A မှာသူ10ကိုတော့သွင်းသေးတယ်ဒါပေမဲ့ Benjamin Sesko တို့ အော်ရှီမန်လို့ယူကရက်စ်တို့ခုလက်ရှိတခြားနိုင်ရှင်တွေတဲ့တိုက်စစ်မှုတွေနဲ့ရှင်တော့ twin ကိုနဲတယ်ဒါပေမဲ့အဲ့ဒါကလည်း juve မှာသူတည်ငြိမ်မှုမရှိလေကစားဖို့မရတဲ့အချက်နဲ့လည်းဆန်ကောက်ဆိုင်ပြီးတော့သူကတော့40 maximum 50နဲ့ရနိုင်တဲ့သူစာချုပ်ကတစ်နှစ်ပဲကြာတဲ့သူဖြစ်တဲ့နောက်တဲ့တိုက်စစ်မှုတွေထဲမှာဒါအခုကျွန်တော်ထပ်ပြီးကြည့်တဲ့အချိန်မှာအခုနောက်ပိုင်းအတန်တောက်လျှောက်ထွက်တာက joao petro brighton ရဲ့ brazil တိုက်စစ်မှုမှာ brazil ရဲ့စင်တင်ရဲ့ number 9 position ကိုစပြီးကစားခွင့်ရသူ ဖြစ်တဲ့ဒီ joao petro ကို brighton ကရောင်းဖို့ပြင်ထားတယ် ်ဆိုတော့ Chelsea နဲ့ Manchester United တို့ Liverpool တို့က Joao Petro ကိုခေါ်မယ်ပါညာသတင်းထွက်တယ် Man United ထက် Chelsea နဲ့ Liverpool ကအဓိကသတင်းထွက်ပြီးတော့တန်း60 65တန်းလောက် target ထားမယ်ကျွန်တော်ထင်တော့ Joao Petro ရဲ့ current market ပေါက်ကြီးကတိတ်မရှိပြင်မဲ့ Brighton ရှိကအဲ့လောက်အောက်ကြီးနေရဖို့ခက်တယ် ဆိုတော့ unless ပြယူကြီးစာချုပ်ထည့်သွင်းထားတဲ့အချက်တွေရှိနေတဲ့တမျိုးဆိုတော့ကျွန်တော်အမြင်တော့ job battle ကအနည်းဆုံးတန်း80ရှိလိမ့်မယ်ပြီးတော့ brighton ရှိကဝယ်ဖို့အမတန်ခက်တယ်ဝယ်မယ်ဆိုရင်လည်း brighton ပိုက်ရှိနေဟာပတ်စံရအောင်ယူနိုင်တဲ့ရည်သွေးရှိတဲ့ negotiation skill ကောင်းတဲ့အတွက်ကြောင့် job battle ကတော့ကျွန်တော်ကတော့တန်း80လောက်ရှိမယ် လီဗာပူးလိုက်တယ်ချယ်ဆီလိုက်တယ်နောက်တစ်ယောက်ကတော့ဒီလက်ပေါ်လေတန်းစင်းသွားတဲ့ Ipswich Town ရဲ့တိုက်စစ်မှုပါသူကတော့ရှင်းတယ်သူ့ရဲ့ယောကြီးစာချုပ်ကတန်း30ပဲရှိတယ်ပေါင်တော့တန်း30ပဲရှိတယ်ဒီစားမောက်ကို United နဲ့ Chelsea ကထိုးထူထူစကားပြောတယ် Athletic FC ရဲ့ပေါ်ပြခြင်းရ Man United ကတာဝန်ရှိသူတွေကလီယွန်ဒီလက်နဲ့တော်တော်လေးစကားပြောဆိုထားပြီးတော့ဒီစားမောက်ကို club ဥမှုရဖို့လုပ်တယ်သူကတော့တန်း30ပဲဆိုတဲ့အချက်ကတော်တော်လေးအားသာချက်ဖြစ်တယ်လီယွန်ဒီလက်ကို Chelsea ပါဝင်ဒါ Everton နဲ့ Newcastle တို့ Tottenham Hotspur အသင်းတွေကလည်းစိတ်ဝင်စားတယ်။နောက်တစ်ယောက်ကတော့ Jonathan Davis ပြင်သစ်ကလပ် Lille ရဲ့ Canada တိုက်စစ်မှုဒီကစားမကတော့ absolutely free ၂၆နှစ်ရှိပြီ Canada International တိုက်စစ်မှုဖြစ်တဲ့ Lille မှာခြေစွမ်းပြနေပြီးဥရောပဘောလုံးကမ္ဘာရဲ့ထိပ်တန်း top top တိုက်စစ်မှုဖြစ်ပြီးတော့ပြောင်းရွှေ့ချီတပြားမှပေးစရာမလိုပဲခေါ်နိုင်တဲ့ ကိုယ့်ရဲ့ club budget ပူကုန်သွားပြီဆိုရင်တော့ဒီကစားမတွေက option တစ်ခုအနေနဲ့ကြည့်နိုင်တယ် maybe တခြားကစားမတွေတော့ high လောက်ခံထားခြင်းမရှိပေမဲ့ canadian တိုက်စစ်မှုကလည်း quality မသေးဘူးဆိုတော့အလွတ်ပြောင်းရွှေ့ခြင်း26နေပဲရှိတယ်ဒီတိုက်စစ်မှုကတော့အသင်းတော်တော်များများလိုချင်ကြတယ်သူက free ဖြစ်တာကိုပြီးတော့မှကျွန်တော်တခြားကစားမတွေထဲမှာယိုကြီးစာချုပ်ရှိတဲ့ borussia dortmund ရဲ့ guinea တိုက်စစ်မှုဂီရာဆေစာဟူဂီရာဆေကပြီးခဲ့တဲ့ရာသီမှာ stuttgart မှာကစားတယ်နောက် dortmund ကိုရောက်လာတယ် dortmund မှာ champion league top 6ဆိုတာ join ဖြစ် ရာဖီညာနဲ့အတူ73ကိုတွင်းခဲ့ပြီးတော့သူ့ကိုခေါ်ချင်းချင်းသူ့ရဲ့ရော်ချေးစာချုပ်က85တန်းဒါပေမဲ့တစ်ခုပဲရှိတယ်သူကအသက်28 29ထဲရောက်ပြီဒီစားမားကနည်းနည်းတော့အသက်ကြီးပြီဒါပေမဲ့ပြောင်းရွှေ့ချင်း85တန်းနဲ့ခေါ်ချင်းခေါ်နိုင်တယ်နောက်တစ်ယောက်ကတော့ Marcus Rashford United ကတေချာပေါက်ရောင်းမယ် Rashford ကအသင်းလက်မှတ်ဖြစ်တော့မယ်အရှူဗီလာကလည်း Champions League မဝင်တော့ခေါ်ဖို့ခတ်သွားပြီ Barcelona ကလည်းသူ့ကိုသဘောကျတာမှန်ပေမဲ့နောက်ပိုင်းမှာအခြား target တွေကိုထားတဲ့ချိန်မှာ Rushford ရဲ့တန်ကြီးကပေါင်တန်း40ပဲရှိတယ်။တန်း40ပဲရှိတယ် Marcus Rashford ကဈေးကွက်ထဲမှာ available ဖြစ်မယ်။တေချာပေါက် option ဒါ White Land လို့ကစားမလို့ United ရောင်းပါဘူးလေ။ဆိုတော့ Richarlison လည်းအယောင်ဝယ်ဖြစ်တဲ့ထဲမှာထည့်သွင်းနိုင်တယ်။ဒါပေမဲ့ကျွန်တော်တို့ခုန available ဖြစ်တဲ့ကစားမတွေကခုန list တွေကျန်တာတွေကအသင်းကရောင်းချင်ရောင်းမဆိုတော့ Marcus Rashford, Jonathan David, Victor Gyokeres, Benjamin Sesko, Dusan Vlahovic, Leon Delap, Victor Osimhen, Sanaku Girase နဲ့ draw petrol အနည်းဆုံး6ရောက်လောက်ရှိတယ်ဒါမှမဟုတ်ကျွန်တော်တို့က lotaru martinez တို့ဘာတို့ကို mention လုပ်သေးတာမဟုတ်သေးဘူးဆိုတော့ဒီတိုက်စစ်မှုတွေနေရာဒီမှာတေးကြပေါက်ပြောင်းมาဖြစ်ပြီးတော့ manchester city နဲ့ real madrid ကလွဲရင်အသေးနိုင်အားလုံးကတိုက်စစ်မှုတွေခေါ်မှာဒါတော့မှတော့ကျွန်တော်တို့ paris saint germain မှာအမေရိကန်ဖြစ်နေတဲ့ guncello ramos ရှိတယ်အငားချခံထားရတဲ့ colombo wani ကြံသေးတယ်ဒီတိုက်စစ်မှုတွေလည်း option တစ်ခုအနေနဲ့ဖြစ်ကောင်းဖြစ်လာနိုင်တယ်ဘလို့မြင်ကြလဲဘယ်တိုက်စစ်မှုကကိုယ့်အတွက်ကိုယ့်အသိအတွက်ခေါ်ကျင်ကြတယ်ထင်ကြလဲ ကိုမမဝင်ရောက်မှတ်ချက်ပြကြပါအားလုံးကျေးဇူးတင်ပါတယ်